မင်္ဂလာပါညီမတော်နေပြီပါဒီနေ့တင်ဆက်ပေးသွားမှာတော့ Golden Season 3ရဲ့အပိုင်း14ပဲဖြစ်ပါတယ်ဒီပိုင်းလေးရဲ့အစမှာတော့ယူနန်လုံးပြီးဘာအောင်မှမကြောက်တတ်တဲ့ဂျရုံကိုသဘောကျနေတယ်ဒုတိယဂျရုံဖြစ်ချင်နေကြတဲ့လူတွေဟာ Yes ခန်းထဲလေးဝင်ရောက်ပြီးပစ္စည်းတွေကိုရိုက်ခွဲပြစ်ပြီးတော့ယူနန်နဲ့လောက်ရက်တွေလုံနေရတာကိုသဘောကျနေကြပါတယ်အခြေအနေတွေကလည်းထိမရအောင်ဖြစ်နေပြီး Golden လည်းလာဖြတ်စည်းတဲ့သူတွေတည်းရနေတယောက်ကိုမင်းတို့ဘာလို့ဒီလိုကြီးလုံနေကြရလဲဂျရုံပမာလဲဆိုပြီးမေးလိုက်ပါတယ်မျက်နာမှာစက်ကတ်ထဲရလို့ခြေတာရတဲ့လူကတော့ နေရာတိုင်းမှာဂျရုံးရှိတယ်လို့ဩပြောလိုက်ပြီဂျရုံးပြန်ပြီးအသက်ရှင်လာတဲ့အတွက်သူတို့အားလုံးကအုံမြူနေကြတာပါမင်းညတော့ကပဲဂျရုံးကလိုက်လွင်ပြီးဂေါတမ်မြို့မှာဘာဥပဒေမှမရှိတော့ဘူးခြိုက်တဲ့လူကိုတတ်ခြိုက်တဲ့လူကိုမိရှို့လို့ရတယ်ဆိုပြီးပြောသွားတာကြောင့်သူ့ကိုသဘောကျနေတဲ့လူတွေကအဲ့လိုလိုက်လုပ်ပြီးအကောင်လုံးဗျမ်းပရာကြီးဖြစ်ကုန်ကြတာပါတစ်ဖက်မှာတော့ပင်ကွင်းဟာနေကမာပြန်ပြီးဆွဲကန်ရတယ်ထင်ပြီးနေကမာရှိမဲ့နေရာကိုသူ့လူနှစ်ယောက်နဲ့ရောက်လာခဲ့ပါတယ်ဒီလိုနဲ့နေကမာကိုတွေ့တဲ့အခါဝမ်းသာအားပြေဖက်လိုက်ပြီးနေကမာကတော့ပင်ကွင်းရဲ့နောက်လိုက်နှစ်ယောက်လုံးပြတ်တက်လိုက်ပါတယ်ဒါကြောင့်မှပင်ကွင်းလည်းအရန်လန့်သွားပြီး ဘာတွေဖြစ်ကုန်တာလဲလို့မေးလိုက်ပါတယ်။နေကမားတော့ပင်ကွင်းကိုဂုတ်ကနေစောင့်ဆွဲပြီးအစ်စဘဲလာရဲ့ပျက်စီးနေတဲ့ကားကိုပြလိုက်ကမင်းအစ်စဘဲလာကိုတတ်ခဲတာငါသိတယ်လို့ပြောလိုက်ပြီးငါဘဝကလို့တံမိုးထားရတဲ့မင်းကလေးကိုမင်းကငါဘဝထဲကနေဆွဲထုတ်သွားတာ။အေးမင်းစီကလည်းငါအကုန်လုံးပြန်ယူပြမှာ။မင်းဘဝတစ်ခုလုံးငါပြန်ယူပြမှာ။မင်းအခုတတ်ရှင်နေပြီမယ်။မင်းဒီညသေယိုသေးစေရမယ်ဆိုပြီးကြုံသွားလိုက်ပါတော့တယ်။အပြင်ဘက်မှာတော့ကျွန်တော်ရဲ့ကောင်းမှုနဲ့ဂေါတန်မျိုးရဲ့နေရာတော်တော်များများမှာမိရှုပ်ဖြက်စည်းခံနေရပြီကျွန်တော်ကလက်စစ်တအားပေးဆက်ရုံကိုလည်းဖောက်ခွဲပြစ်ခဲ့တာမို့လို့တစ်မျိုးလုံးကမိပြတ်နေပါဗျ ဂေါ်တော်တို့ရဲ့တပ်ဖွဲ့လည်းအခြေအနေကိုဘလုံးမှမထိန်းနိုင်ဖြစ်နေကြပြီကျွန်တော်လည်းခုထိရှာမတွေ့သေးတဲ့အတွက်အတော်လေးတိုင်ပတ်နေကြတာပါဂေါ်တော်ကတော့ဒီခြေနေကိုထိန်းနိုင်မှုဆိုရင်ကျွန်တော်ကိုဖမ်းမိမှဖြစ်မယ်လို့ဟာဘေးကိုပြောလိုက်ပြီးကျွန်တော်ရဲ့နောက်ထပ်ခြေလမ်းကိုသိရဖို့အတွက်ကျွန်တော်ကစကားပြောခဲ့တဲ့လေစီကိုသွားပြီးတခုခုသိရဖို့လုပ်ပါတော့တယ်တစ်ဖက်မှာတော့နေကမာဟာပင်ကွင်းကိုအစ်စဘဲလာရဲ့ကားပေါ်မှာပဲကျိုးတုပ်ထားလိုက်ပြီးပင်ကွင်းကတော့သူ့ကိုလက်တော့ပြန်ဖို့လုပ်နေတဲ့နေကမာကိုစိတ်မဆိုးပဲသူ့ဖေရဲ့ဝိညာဉ်ကိုတွေ့ခဲ့တဲ့အကြောင်းပြောပြနေခဲ့ပါတယ်နေကမာကတော့ဝိညာဉ်ဆိုတာတကယ်မရှိဘူးလို့ပြောလိုက်ပြီး မင်းတွေ့ခဲ့တဲ့ဝိညာဉ်ဆိုတဲ့လူကဒေါက်တာစရင်းစမ်းသက်ထားတဲ့ရေပွဲဒီအနေနဲ့လူပဲလို့ပြောလိုက်ပြီးစိတ်မပူနဲ့မင်းအဖေခုငိမ့်ညံ့နေပြီမင်းအဖေရဲ့ပစ္စည်းတွေကိုတရုတ်စားတောက်ဆိုင်နောက်အမိုက်ဘုံထဲမှာတေးချာသိမ်းထားတယ်ဆိုပြီးပြောပြလိုက်ပါတယ်။ဒါပေမဲ့ပင်ကွင်းကတော့မင်းငါ့ကိုစိတ်ဆိုးနေရဲဆိုတာသိပြီမဲ့ငါ့ကိုတတ်ဖို့လုပ်နေတာကတော့မဖြစ်သင့်ဘူးမလားဆိုပြီးမေးလိုက်တဲ့အတွက်နိဂမကဒါဆိုရင်မင်းအစ္စဘဲလာကိုတတ်တာဝန်ခံနေဖို့ဆိုပြီးမေးလိုက်ပါတယ်။ဒီတော့မှပင်ကွင်းကမင်းလိုချင်နေတာဒါလားလို့မေးလိုက်ပြီးဟုတ်တယ်အဲ့ဒီမင်းမောင်ငါတတ်ခဲ့တာ မင်းငါ့ကိုကျေးဇူးတောင်တင်တဲ့နဲ့ငါသာမတက်ခင်ဘာတွေဖြစ်ကုန်မလဲဆိုတာမင်းရောငါရောသိတယ်လို့ပြောလိုက်တာကြောင့်ညကမားတော့မင်းသာမတက်ခင်ငါချစ်တဲ့မိန်းမနဲ့ငါတူနေရမှာကွာငါအခုစိတ်ချမ်းသာပျော်ရွှင်နေမှာဆိုပြီးပြောလိုက်ပါတယ်ပင်ကွင်းကတော့မဟုတ်ဘူးငါမတက်ရင်မင်းတို့တက်မိမှာလို့ပြောလိုက်တဲ့အတွက်ညကမားဒေါသထွတ်ထွတ်နဲ့ပင်ကွင်းရဲ့မျက်နှာကိုဖျက်ရိုက်ပလိုက်ပါတယ်ပင်ကွင်းကတော့မင်းခရင်ကယ်ကိုတက်ခဲ့တယ်လို့မျိုးအစ်စဘဲလာကိုလည်းတက်မိပြီးမင်းကမင်းတစ်တလုံးပြစ်တင်နေမှာလို့ပြောလိုက်တာကြောင့်ညကမားကတော့ငါတို့ဘာလုပ်မယ်ဆိုတာကိုဘယ်တော့မှကြိုးသိနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့် ပင်ကွင်းကတော့မင်းကိုငါချစ်လို့လုပ်ခဲ့တာမင်းတအားတီးတင်နေဆိုပြီးဝမ်းနဲ့တကြီးနဲ့ပြောလိုက်တာကြောင့်နေကမာပိုလို့တောင်ယွန်ရှာသွားပြီးမင်းမစားကိုပိတ်ထားလို့ပြောလိုက်ကအချစ်ဆိုတာစွန့်လို့မူးကွကို့ပျော်ရွှင်မှုတစ်ချစ်သူရဲ့ပျော်ရွှင်မှုကိုဖြည့်ဆည်းပေးတာတကယ်တော့ပင်ကွင်းမင်းကမင်းကိုချိုးအတွက်ဆိုရင်အားလုံးကိုစတဲ့ပြစ်မှာငါ့ကိုဆိုရင်တော့စတဲ့ပြစ်မှာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဒေါသတွေကိုမထိန်နိုင်တော့တဲ့နေကမာဟာပင်ကွင်းရဲ့အပေါ်တက်တဲမှာအဆစ်တွေအပြည့်ထည့်ထားတဲ့ဘုံတဘုံထားတာပြီးအဲ့ဒီဘုံကတော့တန်ကျိုးတွေကနေတစင်ရေခဲတုံးတုံးနဲ့ချိတ်ဆက်ထားခဲ့တာပါ ဒီလိုနဲ့ငကမရေခဲတုံးကိုစတင်အပူပေးလိုက်ပြီးရေခဲတုံးရေပျော်ကျသွားတာနဲ့တန်ကျိုးကနေတစင် join လာတဲ့အစစ်ပုံးကလည်းပင်ကွင်းရဲ့အပေါ်ကိုလောင်းချပေးတာဖြစ်သွားမှာပါပင်ကွင်းကတော့မင်းပြောတာမှန်ပါတယ်ဒါပေမဲ့မင်းကငါချစ်တဲ့အတွက်ငါပြောင်းလဲပါမယ်ငါ့ကိုအခွင့်အရေးပေးပါဆိုပြီးဝမ်းနဲ့တကြီးနဲ့ပြောနေခဲ့ပါတယ်ငကမကတော့လူတွေကသေချင်းနဲ့ကြုံတဲ့ခါကျရင်တရမဆိုလို့ဘာမှမဆိုလုံးမယ်လို့ပြောကြတာပဲဒါပေမဲ့မင်းလိုလူစားမျိုးကဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တာမင်းကလည်း Isabella ရှိမဲ့နေရာကိုပို့ပေးမယ်လို့ပြောပြီးထားခဲ့ပါတော့တယ် တဖက်မှာတော့ကောတော့ဟာအလုတ်လုံနေလီစီကိုသွားရှာပြီဂျရုံတခုခုပြောခဲ့သေးလားလို့မေးလိုက်ပါတယ်လီကလည်း "तू မမိတလို့ဆိုရင်တော့ तू မသေးခင်ရဲ့ Bruce Wayne ကိုတတ်ဖို့အစီအစဉ်ရှိတဲ့အကြောင်းပြောထားတာမို့လို့ Bruce ကိုတတ်ဖို့နောက်တစ်ခေါက်ထပ်သွားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ Annie ကိုတတိပေးဖို့အတွက် Bruce တို့ရှိရာစီကိုဖုံးဆက်တဲ့အခါမှာတော့ဂျရုံနဲ့သူ့လူတွေက Bruce တို့အိမ်ထဲကိုကြိုရောက်နေခဲ့ပါပြီအဲနောက်မှာတော့ဂျရုံရဲ့နောက်လိုက်တွေဟာ Bruce ရဲ့အိမ်ထဲမှာပဲရှုပ်ပွားအောင်လုပ်နေခဲ့တာဖြစ်ပြီဂျရုံကတော့ဖန်နဲ့လှုပ်ထားတဲ့ဇီးကွက်ရုပ်ကိုတွေ့သွားက Bruce ကလည်းဇီးကွက်ရုပ်ကိုစိုးရိမ်ကြီးနဲ့ကြည့်နေတဲ့အတွက် ါကိုရိတ်မိတဲ့ကျွန်တော်ကဈေးခွက်ရုပ်တမင်ခွဲပလိုက်ပါတယ်။ဘရုစ်လည်းဒေါသထွက်သွားပြီ။မင်းပါလိုချင်လို့ဒီလိုလောက်တာလဲလို့မေးလိုက်ပါတယ်။ကျွန်တော်ကတော့ဘာကြောင့်ဆိုရတော့ငါမသိဘူး။ငါမှတ်မိတဲ့လောက်ကတော့ငါသေးကန်ဒီတော့မင်းကိုတတ်ဖို့လောက်ခဲ့တာပဲလို့ပြောလိုက်ပြီ။ငါရဲ့စိတ်ထဲကနေမင်းကိုတတ်ဖို့အတွက်တကြီးကြီးနဲ့တောင့်တနေတယ်လို့ပြောလိုက်ပါတယ်။ဘရုစ်ကတော့ကောင်းပြီ။မင်းငါ့ကိုဒီမှာတစ်ခါတည်းတတ်လိုက်။တိုင်းမစိတ်ပြက်စရာပဲလို့ပြောလိုက်တဲ့အတွက်ကျွန်တော်ကတော့ဘရုစ်ကိုတတ်ဖို့အနားကိုတိုးကပ်လိုက်။ဘရုစ်ပြောချင်တဲ့စကားကဘာလို့ဆိုလိုတာလဲဆိုတော့နားမလည်တဲ့အတွက်ဒါကိုသိရဖို့ရေးမသက်သေးပဲချိန်ဆွဲလိုက်ပါတယ်။ ဘရုစ်ကတော့ငါ့ရဲ့ကုမ္ပဏီကဂေါ်သံမျိုးကြီးကိုလဲပတ်စေတဲ့ဆက်ပဲလို့ပြောလိုက်ကငါလို့ရေးပါတယ်လူတယောက် တက်ချင်နေဆိုကြတယ်ကမင်းမအကြံရှိရမယ်လို့ပြောလိုက်ပြီငါအိမ်ထဲမှာပဲငါ့ကိုတက်လိုက်ရင်တော့ဘသူမှဒီကြောင်းကိုသိလိုက်ရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဂျရုံးကလည်းအများရှိမှတက်စေချင်တယ်ဆိုတော့သဘောပေါက်သွားပြီမင်းအသက်မခံချင်လို့အချိန်ဆွဲနေတာငါသိတယ်ဒါပေမဲ့မင်းပြောတာလည်းနီးလန်းကြတယ်လို့ပြောလိုက်ပြီဘရုစ်ကတမျိုးလုံးရဲ့ရှေ့မှာတုတ်တင်ပြဖို့အစီအစဉ်ဆွဲပါတော့တယ်ဒီလိုနဲ့ effort ကိုတော့ခမရအဲ့လောက်ထိရေးမပါဘူးလို့ပြောလိုက်ပြီဒီအိမ်ထဲမှာပဲတက်ပလိုက်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဘရုစ်က effort ကိုဆုံးရှုံးမခံနိုင်တဲ့အတွက် အသက်ရှင်အောင်နေပြီးထပ်တွေ့ဖို့တိုးတိုးလေးကပ်မှနေလိုက်ပါရယ်ဂျရုံးကလည်းအဖရနာကတ်နေတဲ့ဘရုစ်ကိုနယော့ကနေလိန်ဆွဲခေါ်သွားလိုက်ပြီးအမလီခုမှချစ်နေလိုက်ကြတာလို့ပြောလိုက်ကဟိအောင်လေအဖရကိုတိုင်ထိုင်ကုန်မှသွေးမစွန်းစေနဲ့နော်ငါပြန်လာအောင်မှဆိုပြီးမှသွားပါသေးတယ်တစ်ဖက်မှာတော့ပင်ကွင်းဟာနေကမှထွက်သွားပြီးတဲ့နောက်ကဲပါယူပါဆိုပြီးတစားစားအော်နေတဲ့အတွက်ဒီတောင်ကြားလိုက်ရတဲ့လုံချုံကြီးတစ်ယောက်ရောက်လာပြီးပင်ကွင်းကိုဓမီနဲ့ထိုးကြည့်ကခမရောက်မြင်မှုနေတယ်လို့ပဲလို့ပြောလိုက်ပါရယ်ပင်ကွင်းကတော့ဟုတ်တယ်ငါမြို့တော်ဝန်ပဲလို့ပြောလိုက်ပြီးငါ့ကိုဒီနေရာနဲ့အမြန်ကယ်ပေးလို့ပြောလိုက်ကာ ပင်ကွင်းရဲ့လက်ကကြိုးတွေကိုဖီပြီးတဲ့ချိန်မှာပဲအက်စစ်ဘုံကြီးကလည်းလောင်းကြပြီးသားဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ဖက်မှာတော့ဂျရုံးရဲ့လူတွေကအက်ဖရာကိုတတ်ဖို့လုပ်နေကြပါပြီ။ဒါပေမဲ့ကံကောင်းကျင်တော့ဂေါ်ရုံးကအချိန်မီရောက်လာပြီးအက်ဖရာကိုကယ်တင်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျရုံးဟာဘရုစ်ကိုလူတွေစီကန်းနေတဲ့ကစားကွင်းနဲ့ခေါ်သွားလိုက်ပြီးကစားကွင်းထဲမှာတော့သူ့နောက်လိုက်အယူတွေကြီးစိုးတာကကစားကွင်းထဲရှိတဲ့လူတွေကိုပဲဖမ်းပြီးသူတို့ရဲ့ကစားစရာအယုတ်လိုမျိုးတုံးချကပျော်ရွှင်နေခဲ့ကြတာပါ။ဘရုစ်ကတော့မျက်စိရှိမှရင်ဒီလိုတွေဖြစ်ပျက်နေတာကိုမြင်လိုက်ရတဲ့အတွက်အတော်လေးစိတ်မသက်မသာဖြစ်သွားရပြီး ကျွန်တော်ကတော့သူလှုပ်ချင်တာကြီးလှုပ်နေရတဲ့အတွက်ကျေနပ်နေခဲ့ပါတယ်။မကြခင်မှာပဲဂေါ်ရွန်နဲ့ဟာဗီတို့လည်းကျွန်တော်ရှိမဲ့စက္ကပ်ယုံတည်သွားကြပြီ။ဘရုစ်ကိုကယ်ဖို့ထွက်လာခဲ့ကြပါတော့တယ်။တစ်ဖက်မှာတော့ပင်ကွင်းဟာနေကမာကိုလက်စားချေဖို့အတွက်သူ့အိမ်ကိုပဲပြန်လာခဲ့လိုက်ပြီ။အိမ်ထဲမှာတော့နေကမာကိုတတ်ချင်တဲ့ဘုတ်နဲ့တပ်တာတို့ကရောက်နေနေခဲ့ကြတာပါ။ဒီလိုနဲ့ဘုတ်ကပင်ကွင်းကိုတတ်ဖို့လှုပ်နေတဲ့အတွက်တပ်တာကနေကမာကိုမတွေ့မချင်းပင်ကွင်းကိုမတတ်ဘူးဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ဘုတ်ကလည်းငါဘာဘရာအတွက်လှုပ်လှုပ်နေရတဲ့သူမဟုတ်ဘူးလို့ပြောလိုက်ပြီ။ ပင်ကွင်းကိုတနက်နဲ့ချိန်ထားလိုက်တဲ့အတွက်ပင်ကွင်းကလည်းမင်းကဘလားလွဲပြီးဘာမှမရှိတဲ့ကောင်းလို့ပြောလိုက်ကမင်းကအရေးပါတဲ့သူတယောက်ဖြစ်ခဲ့ပြီမယ်အဲ့ဒါတွေကအတိတ်မှာကြံခဲ့ပြီဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့စကားများနေတဲ့ပင်ကွင်းကိုတပ်သားလက်ပြန်ရိုက်လိုက်ပြီးဖမ်းခေါ်သွားဖို့လုပ်နေတာကြောင့်ပင်ကွင်းကငါမင်းတို့နဲ့လိုက်မဲ့ထင်းနေလားလို့ပြောလိုက်တဲ့အတွက်ဘုတ်ကပင်ကွင်းရဲ့ကောင်းကိုတနက်ထင်းနဲ့ထုတ်လိုက်ပါတယ်တပ်သားကတော့သတိလစ်သွားတဲ့ပင်ကွင်းကိုကြည့်ပြီးနင်ကူတို့ဒါမီခေါ်သွားရမှာလို့ပြောလိုက်တာကြောင့်ဘုတ်လည်းဒေါသထွက်ထွက်နဲ့ပင်ကွင်းကိုဆဲလိုက်ပါတယ်တစ်ဖက်မှာတော့ဂျရုံးဟာဘရုစ်ကိုလူပြတ်ပုံစံခြေပေးထားလိုက်ပြီး ဘရုစ်ကတော့မင်းရဲ့လူပြတ်တတိုက်လောက်နဲ့ဒီမြို့ကိုတစ်လုံးသိမ့်ပိတ်လို့ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်ကျွန်တော်ကတော့ငါ့ရဲ့ရွေချက်ကရှင်းတယ်လို့ပြောလိုက်ပြီတကယ်တော့လူတွေကသူတို့ရင်ထဲမှာရှိတဲ့ဆန္ဒတွေကိုတယောက်ယောက်ကလောက်ပါဆိုပြီးမြောက်ပေးကြတာကိုစောင့်နေကြတာလို့ပြောလိုက်ပြီးတော့ဂေါ်သံမြို့မှာရှိတဲ့လူစင်းရဲတွေကမင်းလိုချမ်းသာတဲ့ကောင်ရဲ့သွေးကိုဖောက်ပြီးမင်းရဲ့သွေးနဲ့ရေချိုးပစ်ချင်နေကြတာအဲ့လိုစိတ်ဆန္ဒတွေကိုအခုလိုအမောင်ဖုံးနေတဲ့အခါမှာပေါ်ပေါ်ထင်ထင်ထုတ်ပြလာကြမှာလို့ပြောလိုက်ပါတော့တယ်ဘရုစ်ကတော့မဟုတ်ဘူးဂေါ်သံလူတွေရဲ့လူကောင်းတွေပဲလို့ပြောလိုက်တဲ့အတွက်ကျွန်တော်ကဟားတိုက်ရီလိုက်ပြီး အရေးကြောင်းဆိုရင်ဘသူမှအခန်းထဲမှာတော့ပိတ်ပြီးအဲ့ရအောင်မှာပုံနေမှာမဟုတ်ဘူးလို့ပြောလိုက်ကခေါ်တံမျိုးမှာသူရဲကောင်းမရှိဘူးဆိုတဲ့အမှန်တရားကိုမင်းလက်ခံလိုက်စမ်းပါဆိုပြီးပြောလိုက်ပါတော့တယ်ဒီလိုနဲ့ဂျရုံဟာပြန်ကွာလာတဲ့သူ့မျက်နှာကြီးကိုစတပ်ပလာနဲ့ခြုံနေတဲ့အတွက်ဘရုစ်ကလည်းဒေါသထွက်ထွက်နဲ့နာလားဆိုပြီးလှမ်းမိလိုက်ပါတယ်ဂျရုံကလည်းသိကျင်စမ်းပေးမယ်လို့ပြောလိုက်ပြီးဘရုစ်ရဲ့လက်ကိုစတပ်ပလာနဲ့တစ်ချက်ပြီးတစ်ချက်ရိုက်ပါတော့တယ်ဒီလိုနဲ့ဘရုစ်ကသူ့အသားကိုစတပ်ပလာနဲ့ခြုံလိုက်တာကိုမနာတယ်လို့မျိုးနဲ့အကြောတင်းတင်းနဲ့တောင့်ခံနေပေမယ့်ခက်မခံနိုင်တော့ပဲရက်လိုက်တော့ဖို့ဂျရုံကပြောလိုက်ပါတယ် အဲ့လိုနဲ့ကျွန်တော်ကအချိန်ဖြုံးနေတာကြီးတော်လောက်ပြီလို့ပြောလိုက်ပြီ။ Bruce ကိုတတ်ဖို့အတွက်ပြင်ဆင်မာတော့တယ်။အဲ့လိုနဲ့ကျွန်တော်တို့ဝင်စည်းရတဲ့စကတ်ထဲကို Goron တို့လည်းရောက်လာနေကြပါပြီ။အဲ့ဒီနောက်မှာတော့ကျွန်တော်က Bruce ကိုတိုင်တစ်ခုမှလက်ထိတ်ခတ်ထားလိုက်ပြီ။အားလုံးရဲ့ရှေ့မှာတက်ပြဖို့အတွက်စင်ပေါ်ကိုခေါ်တင်လိုက်ပါတယ်။ Bruce ကိုတတ်ဖို့အတွက်အမြောက်ကြီးတစ်ခုကိုဆင်ထားတာဖြစ်ပြီးအဲ့ဒီအမြောက်နဲ့ပဲအနီးကပ်ပစ်တက်မှာဖြစ်ပါတယ်။ Bruce ကတော့လက်ထိတ်ကိုဖြုတ်ဖို့အတွက်သူ့လက်မှာရိုက်ခံထားတဲ့ Stapler ကိုဆွဲဖြုတ်လိုက်ကအဲ့ဒီ Stapler ချောင်းလေးနဲ့ပဲလက်ထိတ်ကိုဖြုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒီလိုနဲ့ကျွန်တော်နဲ့လူစုလူဝေကိုမြင်နေရတဲ့ကော်ရိုနိုဟာတနက်ကိုထောင်ပေါက်လိုက်တာကြောင့်ကျွန်တော်ရဲ့လူတွေလည်းရွရွတဲတဲနဲ့ထွက်ပြေးကြပါတော့တယ်။ကျွန်တော်ကတော့ထွက်မပြေးခင်မှာဘရုစ်ကိုတတ်ဖို့အတွက်အမြောက်ဆန်ကိုမိစာညှိပြီးထားခဲ့ပါတော့တယ်။ဒီလိုနဲ့အမြောက်ဆန်မိတော့မယ့်ဘရုစ်ဟာလက်ထဲရစတပ်လာနဲ့လက်ထိတ်ကိုကြိုးစားဖြုတ်ရင်တစ်ဖက်ပြုတ်သွားပြီမယ်နောက်တစ်ဖက်ကြံနေသေးတာကြောင့်ကြိုးစားဖွင့်နေတော့မှာပဲလက်ထဲရစတပ်လာပြုတ်ကျသွားခဲ့ပါတယ်။အဲ့လိုနဲ့ဘရုစ်ဟာနောက်ထပ်စတပ်လာတစ်ခုကိုအသားနာခံပြီးဆွဲဖြုတ်လိုက်ပြီးအချိန်မီထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ဘာဘရာဟာပင်ကွင်းကိုဖမ်းနှားပြီးဖြစ်တဲ့အတွက်ပင်ကွင်းကမင်းကိုငါရှော့တွက်မိသွားတယ်လို့ပြောလိုက်ကမင်းကငါပိုင်ဆိုင်နာတွေအလုံးဖျက်ဆီးပြီးငါနေရာကိုလိုချင်နေခဲ့တာပဲလို့ပြောလိုက်ကအခုမင်းငါနေရာကိုရသွားပြီဆိုတော့နေကမောင်မလို့အတော်ဦးလေးလို့ပြောလိုက်ပါတယ်ဘာဘရာကတော့ပင်ကွင်းကိုယ်တိုင်နေကမောင်ကိုဖမ်းပြီးတတ်ရမယ်လို့ပြောလိုက်တဲ့အတွက်ပင်ကွင်းကတော့ဒီတော့မှသူ့ရဲ့ခံစားချက်တွေကိုသဘောပေါက်သွားပြီငါမေးပြီးရင်ငါတန်ဖိုးကိုသိတဲ့တယောက်တည်းသောသူကနေကမာပဲရှိတဲ့အတွက်ငါစိတ်ထဲမှာနေကမာကိုချစ်တယ်လို့ထင်ခဲ့တာငါသူ့အစ်စဘဲလာနဲ့မျှမချစ်နိုင်လို့အစ်စဘဲလာကိုတတ်ပြခဲ့တာ ဒါကြောင့်မို့နေကမာပြောသွားတာအချစ်ဆိုတာပေးဆက်ခြင်းနဲ့ဒါပေမဲ့ငါအဲ့လိုမလုပ်ခဲ့မိဘူးအခုတော့ငါလုံနိုင်သွားပြီလို့ပြောလိုက်ကနေကမာကိုမင်းတို့တတ်မှာဆိုလို့မင်းတို့ရှိရစီကိုလုံးဝခေါ်မပေးဘူးလို့ပြောလိုက်ပြီးတော့သူ့ကိုတတ်ဖို့လုပ်ခဲ့တဲ့နေကမာကိုမစွန့်လွတ်နိုင်တဲ့အတွက်သူ့ရဲ့အချစ်ကိုဝမ်းမြောက်ဂုဏ်ယူနေခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့နေကမာကပုံနေရနေထွက်လာပြီမင်းတခြားသူကိုမချစ်ပဲငါ့ကိုပဲချစ်ပြီးသေသွားစေချင်တာလို့ပြောလိုက်ကပင်ကွင်းကတော့သူ့ရဲ့အချစ်ကိုတတ်သိပြရနေပြီမယ်နေကမာကတော့ရောက်ကြတဲ့ရဲ့အချစ်ကိုလုံးဝလက်မခံပါဘူးတစ်ဖက်မှာတော့ဘရုဆာမှန်ဝင်ကဘာထဲမှာပုံနေတဲ့အတွက် ကျွန်တော်ကမှန်ဝင်ကဘာထဲမှာပဲဘရုစ်ကိုလိုက်ရှာရင်သဘောတွေကျနေပါတယ်ဒီလိုနဲ့ကျွန်တော်ကပိုပြောဖို့ကောင်းတော့အောင်ဆိုပြီးလက်နက်မရှိရဲ့ဘရုစ်ကိုသူ့ရဲ့တနက်ကိုပြစ်ပေးလိုက်ကသူကတော့အိတ်ဆောင်ဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်ဒီချိန်မှာပဲဘရုစ်ကကျွန်တော်ကိုနောက်ကနေခုံးလိုက်တာကြောင့်ကျွန်တော်ကသူ့မြောက်ကိုနောက်ကနေဂလိထိုးတာဘလို့သူရဲကောင်းလဲဆိုပြီးလောင်ပြောင်လိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားနှစ်ပန်းလုံးရင်ဘရုစ်ကအသာစီးရသွားပြီးကျွန်တော်အပေါ်စီးကနေစိတ်ရှိတိုင်းထိုးပစ်နေခဲ့ပါတယ်ကျွန်တော်ကတော့သူ့ရဲ့ထုံးစံတိုင်းအသားနာပြီးမကြည့်မဆိုင်ပဲလောက်ကွာချကွာဆိုပြီး ဘရုဆရဲ့စိတ်ထဲရှိတဲ့အတိုင်းသူ့ကိုထိုးချိန်နေတာကိုသဘောကျနေတာပါဒီလိုနဲ့ဘရုဆာအက်ဖရက်အသက်ခံရပြီထင်တယ်အနားအမှန်ကွဲစားနဲ့ဂျရုံးကိုထိုးတက်ဖို့လုပ်ခဲ့ပါတယ်ဂျရုံးကတော့သူ့ကိုတတ်တော့မဲ့ဘရုဆကိုလုတ်ပြစ်ချပြစ်ဆိုပြီးမတက်တက်ဖြစ်အောင်မြောက်ထိုးပင်ကိုလုံနေခဲ့တာပါဒီလိုနဲ့ဘရုဆာဒေါသတွေကြီးနေတဲ့သူ့မျက်နှာကြီးကိုမှန်ထဲမှာပြင်ပြင်လိုက်ရပြီးသူ့ကိုသူထိတ်လန့်သွားပြီးဂျရုံးကိုမတက်ဖြစ်တော့ပါဘူးအဲ့လိုနဲ့အထုတ်ခံထားတဲ့ဂျရောရဲ့မျက်နှာကြီးကလည်းစတပလာတွေပြုတ်ထွက်ကုန်ပြီးပုံစံပြက်နေခဲ့ပါပြီ။အဲ့လိုနဲ့ဂျရောကမတက်ဘဲထွက်လာတဲ့ဘရုဆာအက်ဖရောက်မသိဘဲတွေးလိုက်ရတဲ့အတွက်ဝမ်းသာအားပြည့်ဖက်လိုက်ပါရတယ်။ ဒီချိန်မှာပဲကျွန်တော်ကထွက်လာပြီ။ဘရုစ်ကိုနောက်ကနေဓာတ်နဲ့ထိုးဖို့လုပ်နေရကြောင်းဒါကိုမြင်သွားတဲ့ခေါ်တော်ကကျွန်တော်ကိုထိုးလိုက်တဲ့အခါမှာနကိုရဲ့ပုံစံပြက်နေတဲ့ကျွန်တော်ရဲ့မျက်နှာကြီးကနကိုခေါ်ခံရတဲ့အချိန်ကွာကျသွားပြီးကျွန်တော်လည်းသတိလည်သွားပါတော့တယ်။အဲနောက်မှာတော့စခန်းကိုပြန်ရောက်လာတဲ့ခေါ်တော်ကိုဟာဗီကကျွန်တော်နဲ့ပတ်သက်တဲ့အကြောင်းလေးကိုခေါ်တော်ကိုပြောပြနေပေမယ့်ခေါ်တော်ကဒါကိုမကြားပဲသူ့ကိုဒေါသတကြီးနဲ့အညိုတကြီးဖြစ်နေတဲ့လီကိုပဲလှမ်းကြည့်နေတာကြောင့်ဒါကိုမြင်လိုက်ရတဲ့ဟာဗီကခေါ်တော်တို့ကစိတ်မကောင်းဖြစ်သွားပြီးလာပါမနှက်စာသွားစားအောင်ဆိုပြီးခေါ်ထုတ်သွားပါတော့တယ်။တပတ်မှာတော့အိမ်ပြန်ရောက်လာတဲ့ဘရုစာ ကျွန်တော်တတ်မိတော့မလို့ဖြစ်ခဲ့တဲ့အကြောင်းပြောပြလိုက်ပြီ။တရားမျှတမှုနဲ့လက်စားချေမှုကြားမှာစီးတစ်ခုပဲရှိတဲ့အကြောင်းပြောလိုက်ပြီ။အဲ့ဒီစီးကိုသူလုံးဝမကြောက်ခဲ့ဘူးလို့ပြောလိုက်တာ။အခုကစပြီးဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ဘသူ့မှာမတက်ဘူးဆိုတဲ့ကတိကို Effort ကိုပေးလိုက်ပါတော့တယ်။ Effort ကတော့သူ့ရဲ့တင်ကြားရေးအောက်မှာ Bruce ကခုလိုမျိုးကိုကိုကိုကာကွယ်လာနိုင်တဲ့အတွက်ဝမ်းသာနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဇီးကွက်ကိုင်းက Catherine ဆိုတဲ့မျိုးသမီးဟာ Bruce နဲ့တပုံစံနဲ့တူတဲ့ကောင်လေးကို Bruce နေရာမှာစားထိုးဖို့လုပ်နေကြပါပြီ။ဇီးကွက်ကိုင်းမှာပါတဲ့သူနောက်တစ်ယောက်ကတော့ကော်ရွန်ရဲ့ဦးလေးပဲဖြစ်နေပါတော့တယ်။ တစ်ဖက်မှာတော့နေကမာဟာပင်ကွင်းကိုတတ်ဖို့အတွက်ကန်းနာကိုခေါ်လာခဲ့ပါပြီ။ပင်ကွင်းကတော့ငါတို့နှစ်ယောက်ဟာနှစ်ခုပေါင်းမှတစ်စိမ့်လို့ပြောလိုက်ပြီ။တယောက်တော့တယောက်ရှိမှအပြန်လန်အသက်ရှင်နိုင်ကြမယ်လို့ပြောလိုက်ကသူ့ရဲ့အချစ်ကိုပုံဖော်နေခဲ့ပါတယ်။ဒါပေမဲ့နေကမာကတော့မင်းကိုငါလုံးဝမချစ်ဘူးလို့ပြပြသားသားပြောလိုက်ပြီ။ငါခံစားရလို့မင်းလည်းခံစားရမယ်။အစ္စဘဲလာကိုတတ်ခဲ့တဲ့အတွက်မင်းကိုငါတတ်မယ်လို့ပြောလိုက်ပါတယ်။ပင်ကွင်းကတော့မင်းငါနဲ့ဆက်တွေ့တော့မင်းရဲ့အယုံသမားတယောက်မင်းကိုဒီလိုထက်မြက်တဲ့ပုံစံဖြစ်အောင်ငါပဲဖန်တီးပေးခဲ့တာ။ဒါကြောင့်မို့မင်းငါ့ကိုဒီလိုမတက်လိုက်သင့်အောင်ဆိုပြီးဝမ်းနဲ့တကြီးပြောနေခဲ့ပါဗျ။ နေကမာကတော့မင်းငါချစ်တဲ့မင်းကလေးကိုတတ်ခဲ့တယ်လို့ပြောလိုက်ပြီးပင်ကွင်းကိုတနက်နဲ့ပြစ်လိုက်ကကောတာမြစ်ထဲကိုပြစ်ချပလိုက်ပြီးဒီအပိုင်းလေးအဆုံးသတ်သွားတာမို့လို့ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာအပိုင်း15မှာကြည့်ရှုအောင်ပါ